စိမ်းရောင်လန်သုံးပြုတဲ့တောင်သူများအားလုံးမင်္ဂလာပါကျွန်တော်ဒီအစက်ရောက်လမ်းကနေပြီးတော့အစ်စ်ထက်ပြီးတော့ဒီမိတ်ဆက်မဲ့လုံးဆောင်ချက်လေးကတော့ကျွန်တော်ဒီဟိုပါဘောနော်ကျွန်တော် app ပေါ်မှာတောင်းသူအများစုမေးနေကြတယ်ဒီဖုန်းနဲ့လေကောက်တိုင်းနဲ့ တိုင်းတဲ့စနစ်လေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ app ပေါ်မှာအများကြီးနေကြပါတယ်ဆိုတော့ကျွန်တော်တို့အခုဆိုလို့ရှိရင်ဒီ channel ဒီနိုင်ငံခြား app တွေကိုပြန်ညွှန်းပြရမလို့ပဲねကျွန်တော်အစိမ်းအောင်လမ်းပါတယ်ဒီလောက်ဆောက်ချက်လေးစတင်ပြီးတော့ထည့်သွင်းတော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ဒီကျွန်တော်တို့ရဲ့ဒီဟိုပါပေါ့နော်ဟိုဖုန်းနဲ့ဒီ layer ကတိုင်းတဲ့စနစ်လေးလောက်ဆောက်ထားတာလေးကိုကျွန်တော်ဟိုနည်းနည်းလေးပြန်ပြီးတော့ရှင်းပြချင်ပါတယ် Okay အာ uh, ဆိုတော့အခုဒါကတော့ကျွန်တော်တို့ဒီမြင်နေရတဲ့ဟွာလေးပေါ့နော်ဒီလေဧကတိုင်းနဲ့စနစ်လေးပါဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီမြေပုံနဲ့လည်းပြထားပါတယ်ဆိုတော့မြေပုံနဲ့ပြထားပြီးတော့မှကျွန်တော်ဒီမှာဆိုရင်တိုင်းဒါနီက၃နီးရှိပါတယ်ဆိုတော့ဒီမှာကျွန်တော်ကဒီကတင်းကိုလမ်းလျှောက်ပြီးတော့တိုင်းလို့ရတယ်လို့ပဲဒီကတင်းဒီဘောင်လေးတွေကိုလိုက်ပြီးတော့ဟို point လေးတွေလိုက်ထောက်ပြီးတော့လည်းကျွန်တော်တိုင်းလို့ရတာရှိပါတယ်ဆိုတော့ကျွန်တော်ပထမဦးဆုံးဒီနဲ့ဒီဟာဆိုလို့ရှိရင်ဒါ point လေးတွေထောက်ပြီးတော့တိုင်းတဲ့ဟာလေးကိုကျွန်တော်ပြချင်ပါတယ် ဆိုတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်မြင်နေရတဲ့ဟွာလေးတွေကိုကျွန်တော်ကဒီမှာ point လေးတွေလိုက်ပြီးတော့ထောက်လိုက်မယ်ပေါ့နော် ဒါဆိုလို့ရှိရင်ဒါကျွန်တော်တို့မြင်နေရတဲ့ point လေးပေါ့နော်ဆိုတော့ဒီ point လေးကိုဒီဒီဒီ level လေးကိုကျွန်တော်ဒီလိုမျိုး point လေးတွေ light ထောက်ပြီးတော့တိုင်းလိုက်မယ်ဆိုလို့ရှိရင်ဒီ level ရဲ့ area ဘယ်လောက်ရှိလဲဆိုတာကိုဒါကျွန်တော်တို့ပြောပြပေးပြောပြထားပါတယ်ပေါ့နော်ဒါလောလောဆယ်တော့ကျွန်တော်တို့ဒီစနစ်ကဒါအခုမှစမ်းတက်နေစေကာလာဖြစ်တဲ့အတွက်ကြောင့်တော့ဒါတော့ဒီကျွန်တော် square meter နဲ့ကျွန်တော်ပြထားပေးပါတယ်နောက်ပိုင်းကျလို့ရှိရင်တော့ဒါ a ကဘယ်လောက်ရှိလဲဆိုတဲ့ဟာကိုကျွန်တော်တို့ဒါအာ a ကနဲ့ပါကျွန်တော်တို့ပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒါကတော့ကျွန်တော်ဒီဟာလေးတွေဒီကတင်းကို point ထောက်ပြီးတော့တိုင်းနေဟာလေးတွေပါဆက်ပြန်ကြ ဆိုတော့ကျွန်တော်နောက်တနည်းကတော့ဒီမှာရှိတဲ့ဒီဟောပါတော့ဒီလေကတင်းလေကတင်းပေါင်တွေကိုကျွန်တော်ကလမ်းလျှောက်ပြီးတော့တိုင်းလိုက်မယ်ဆိုလို့ရှိရင်ဒီ AK ကဒီလေခွက်က AK ဘလောက်ရှိလဲဆိုတဲ့ဟာကိုအော်တိုတိုင်းတာပြီးမှာပေါ့နော်ဆိုတော့ဒါ point ထောက်တဲ့စနစ်ထက် အဲဟိုတနီးပေါ့နော်နောက်တနီးကကျတော့ဒီလက်ကသိန်းကိုလမ်းလျှောက်လိုက်တာကဒါအချို့တောင်ပြည်တဲ့ဆိုရင်ဒီနီလေးကတို့တက်ပို့ပြီးတော့အဆင်ပြေတယ်လို့လည်းပြောကြတယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာလေးကိုကျွန်တော်ဒီမှာရှိတဲ့ဒီဒီစပါးစင်းလေးကိုပေါ့နော်ကျွန်တော်ဟိုပတ်ပြီးတော့တိုင်းပြပေးမှာဖြစ်ပါတယ်ဆိုတော့အဲ့လိုတိုင်းမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာရှိတဲ့ဒီလူပုံလေးဒီလူပုံလေးကိုကျွန်တော်စပြီးတော့နှိပ်လိုက်မယ်ပေါ့နော်လူပုံလေးကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်လိုက်ပြီးပြီဆိုတော့ねဒါဆိုရင်ကျွန်တော်စပြီးတော့မှတ်နေပေါ့เนาะဆိုတော့ကျွန်တော်တပတ်ပတ်လိုက်ပါမယ် ဆိုရင်တော့ဒါကျွန်တော်အခုဆိုလို့ရှိရင်ဒါကျွန်တော်ဒီဒီလေကတဲ့ကိုပတ်ပြီးတော့တိုင်းတိုင်းပတ်ပြီးတော့တိုင်းနေဟာလေးပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်ဒါဒါကျွန်တော်ဒီဒီဟောပါဘောเนาะဒီလှုပ်ဆောင်ချက်လေးရနေပြီးတော့လှုပ်ပြီးတော့ကျွန်တော်တရားကိုတိုင်းလိုက်တဲ့ချိန်မှာဒီကတင်းတိုင်းကိုကျွန်တော်ပတ်ပြီးတော့တိုင်းလိုက်လို့ရှိရင်ဒီမှာရှိရဲဒီလေခွဲလေးရဲ့အဲစုစုပေါင်းအေကာဘယ်လောက်ရှိလဲဆိုတာကိုကျွန်တော်ဒါတိုင်းပြီးတော့ပြပေးရဖြစ်ပါတယ်ဆိုတော့ဒီဟာရဲ့အားသာချက်ကဘာဖြစ်မလဲဆိုတော့ကျွန်တော်ခုနကတော့ ဒီပင်ထောက်လိုက်တဲ့ဟာကကြတော့ဗောနော်ပင်ကအဖြောင်းတိုင်းပဲကျော်သွားတယ်ဒါပေမဲ့ကျွန်တော်တောင်ထူရီရဲ့အချို့လေကွက်တွေအရဆိုလို့ရှိရင်ဒီဟေဝါဗောနော်အဖြောင်းမဟုတ်ခင်းနဲ့ဒီလေကွက်တွေကပုံစံလေးတွေကဒီအကွေးကောက်လေးတွေရှိနေရမျိုးလေးတွေရှိရေဗောနော်ဆိုတော့ဒီလိုမျိုးလမ်းလျှောက်လိုက်တဲ့ခါမှာကြာလို့ရှိရင်ဒီအကွေးကောက်တွေအတိုင်းကိုပဲသူကအတိအကျဒီကိုလမ်းလျှောက်တဲ့လောက်လမ်းလျှောက်တဲ့နောက်ကနေပြီးတော့လိုက်ပြီးတော့တိုင်းပြီးရဖြစ်တဲ့ကြောင့်ကိုလေကွက်ကဘလိုပုံစံမဲ့ဖြစ်နေဖြစ်နေဒီစနေလေးကအလွယ်တကူပဲဒီလေကွက်ကဗနေအေကရှိလေဆိုတာကိုတိုင်းတာပြီးနိုင်စမ်းရှိပါတယ်ဆိုတော့ ကျွန်တော်တို့ဒါတောင်သူတွေအများစုတောင်းဆိုထားတဲ့အတိုင်းပဲကျွန်တော်တို့ဒီအဆင်းအောင်လမ်းပေါ်မှာဒီဖုန်းနဲ့ကိုယ့်ရဲ့လေကွဲအကျယ်ဝန်းဘယ်လောက်ရှိလဲဆိုတာတိုင်းလာတဲ့စနစ်လေးကျွန်တော်တို့မကြခင်ထည့်သွင်းပြီးမှဖြစ်ပါတယ်ဆိုတော့ဟိုစောင့်မျှော်နေတဲ့တောင်သူများအားလုံးကိုလည်းကျွန်တော်တို့မကြခင်ဒီစနစ်လေးမိတ်ဆက်တော့မှဖြစ်တဲ့ကြောင်းကျွန်တော်ပြောကြလိုပါတယ်โอเคဆိုတော့ဟိုကျွန်တော်တို့ဒီအဆင်းအောင်လမ်းနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ကောင်းလာဖို့ရတဲ့ပေါ့နော်နောက်ထပ်အကြံပြုလိုတာတွေရှိရင်နောက်ထပ်ဒီဟိုထည့်စီခြင်းနဲ့လှုပ်ဆောင်ချက်လေးတွေရှိရင်ကျွန်တော်တို့အဆင်းအောင်လမ်းကိုဒီ app ကနေ ဒီ app ကနေလည်းပေးလို့ရတယ်ကျွန်တော်တို့ရဲ့ဒီ Facebook Viber Telegram ဒီ channel တွေကနေလည်းကျွန်တော်တို့အကြံပြုချက်တွေပေးလို့ရပါတယ်ဆိုတော့ကျွန်တော်တောင်းသူတွေအတွက်ကိုအကောင်းဆုံးရှိအောင်အမြဲတမ်းကြိုးစားနေပါတယ်ဆိုတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့တောင်းသူများဒီနေ့အထွတ်တူပြီးတော့အကျိုးမြတ်တွေအများကြီးရကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်